ီလူကမနှက်မိုးလင်းတာနဲ့တဲမြေကိုဓာတ်နဲ့လိုက်ထောက်လေးရှိတယ်။တနေ့မှသူ့ရဲ့ရှေ့မှာရှိတဲ့တဲတွေဟာရုတ်တရက်ချိုင်းဝင်သွားတယ်။ဒါကိုမြင်တဲ့အခါသူဟာစိတ်လှုပ်ရှားသွားပြီးချက်ချင်းပဲသူ့အဖွဲ့ကိုခေါ်လိုက်တယ်။ဒါဟာတဲကဏ္ဍရထဲမှာရေတွင်းရှာတဲ့ရှေ့အကြဆုံးနီးလန်းတစ်ခုပဲဖြစ်တယ်။သူ့လိုရေမတောက်ရတာ၃ရက်ရှိပြီးအခုတော့သူ့ရဲ့မျောလင်းချက်အလုံးဟာဒီရေတွင်းတွင်နဲ့ကူတာအကူနေရပါတယ်။ဒါပေမဲ့ရေတွင်းရဲ့အဖုံကိုဖွင့်ကြည့်တဲ့အခါရေတစက်မှမရှိတာကြောင့်အဖွဲ့သားတွေကစိတ်ပြားအငဲသွားတယ်ဒါပေမဲ့အဖွဲကောင်းဆောင်ကလက်မလျှော့ပဲကြောက်ခဲတစ်ခုကိုပြစ်ချကြည့်လိုက်တယ်။အဲ့ဒီနောက်သူကချက်ကိုအောက်ဆင်းပြီးစစ်စေးခိုင်းပေမဲ့အောက်မှာတဲအဝါတွေသာရှိနေတယ်။ ဒါပေမဲ့ချက်ကပြန်တက်လာခါနီးမှာရေရင်းနေရံမှာဆူဆူနေတာကိုသူခံစားမိတယ်ဂယုတစိုက်ထိတွေ့ဆန်းတက်ကြည့်တဲ့အခါထောက်တနေရာကနေရေဆက်တိတိလေးတစ်ဆက်ဖြည်းဖြည်းချင်းစီကျနေတာကိုတွေ့ရတယ်ဝမ်တာအားရဖြစ်သွားတဲ့ချက်ကအော်ဟစ်ပြီးခွက်တစ်ခုကိုတောင်းတဲ့အဖွဲကမြင်မြန်ဆန်ဆန်ပဲတန်ဘူးတိတိလေးတစ်လုံးကိုသူ့စီပေးလိုက်တဲ့ချက်ကရေဆက်တိုင်းကိုဂယုတစိုက်နဲ့ဘူးလေးထည့်လိုက်တယ်ရေပမာဏကနေပေမဲ့ဒါဟာအဖွဲဝင်ကိုရောက်ရဲ့အသက်ရှင်တန်ရေးမျောလင်းချက်ဖြစ်လာတဲ့အဖွဲအဖွဲကောင်းဆောင်ကချက်ချင်းပဲခွက်တွေထည့်ယူဖို့အမိန့်ပေးလိုက်တယ် နာယီတန်ကြာအထုတ်မှုအပြီးမှာတော့သူတို့နေလဲစားဘူးနှလုံးကိုရေနဲ့ခိနိုင်ခဲ့တဲ့ချက်ကအားလုံးကိုဂရုတစိုက်ဆွဲတင်မှုပြောလိုက်တယ်အားလုံးကအလွန်မင်းရေစာနေကြပေမဲ့အဖွဲကောင်းဆောင်ကစစ်သားတယောက်ကိုတမုံသာတောက်ရမယ်လို့အမိန့်ထုတ်လိုက်တယ်တုံးရကြာရေစာခံပြီးနေထိုင်ခဲ့ရတဲ့လူတွေဟာနောက်ဆုံးတော့ခန္ဓာကိုယ်ထဲမှာတပ်ဝင်လှုပ်ရှားမှုကိုပြန်လဲခံစားရတယ်